အလုံးမဲမင်္ဂလာပါအမဲသားကျော်ကြီးရဲ့မျိုးစုံရှိတဲ့ထဲကနေညီမတို့လှုပ်တဲ့အမဲကျော်စီစဉ်လုပ်နေလေကိုမျှော်ဝေပြလိုက်ပါရရှင်အမဲသားမဆသူများကြောသားပြပါနော်အမဲပေါန်သားနှစ်ပိတ်တာကိုဒီလိုလေးတုံးထားပြတာပါရှင်ပြီးရင်တော့စားကို64 gram ထည့်ပါတယ်တပိတ်တာကိုနှစ်ချက်သားနှုံးလဲပါပြီးတော့ဟင်းချုံမုံထည့်ပါတယ်ရှင်ဟင်းချုံမုံနှစ်စွန်းထည့်ပါတယ်ပြီးရင်တော့ညီမတို့ အထုံစီအမုံထဲတာပါနော်အထုံစီမုံကတော့ကိုထဲကျင်တဲ့လောက်ထဲလို့ရပါတယ်ပြီးရင်ငရုတ်ကောင်းမုံနှစ်စွန်းထဲပါတယ် ပြီးရင်တော့တာကူမုံကော်မုံလို့လည်းခေါ်တာပေါ့နော်ပြောင်းကော်မုံလည်းထည့်လို့ရပါတယ်အဲ့ဒါကတော့မမောက်လေးလေးစုံထည့်ပါမယ်ထမင်းစားစုံနဲ့ပါဒါကတော့အကင်မုံပါရှင်တရုတ်အကင်မုံလေးမွေးအောင်လို့ထည့်လိုက်တာပါမပါလဲရပါတယ်နော်ဒီလိုလေးထည့်ပြီးတော့ပြီးဆိုရင်တော့ညီမတို့ သားတဲ့ကိုဒီရတာလေးအလုံးလုံးပြီးတော့နှံ့သွားအောင်လို့တိတိချာချာလေးနေပေးဖို့လိုပါတယ်။အလုံးနှံ့ပြီးတော့ဆုပ်ဆုပ်ပြီးတော့နေပေးပါနော်။ခုလိုမျိုးလေးနှံ့သွားအောင်လို့ညစ်ညစ်ပြီးတော့နေပေးရပါမယ်နော်။ပြီးရင်တော့သူ့ကိုတိတိချာချာလေး အခုလိုမျိုးဘူးထဲမှာစီပြီးတော့မှညီမတို့ရေခဲတက်တာထဲမှာထည့်ပြီးတော့နှစ်ရက်ထားမှာပါဘာလို့လဲဆိုတော့ဒီလိုလေးစီထားမှာပဲကြော်တဲ့ခါကြလို့ရှင်အချောင်းလိုက်ကလေးပြန်ပြီးကြော်လို့ရမှာပါနော်သူကအဆိုးဖြစ်နေလို့ပါကဲဒါတော့တက်ပြီးသားချင်းနေလေးပါရှင် ကဲဒီလိုလေးကို ဖုံးလေးအုပ်ပြီးတော့ နှစ်ရက်ထားပါမယ်။ဒါကတော့နှစ်ရက်နဲ့ထားပြီးတဲ့အချိန်လေးပါ။ခဏလောက်လေးတက်လက်ပြင်တော့ညီမတို့ကြော့ပါတော့မယ်ရှင်။ဒဲလေးကိုစီငင်းများထည့်ပြီးတော့စီပူလာပြီးဆိုရင် အမဲသားနှစ်ထားတာလေးတွေကိုထည့်ပြီးတော့ကြော့ပါမယ်။အမဲသားအဆိုဖြစ်တဲ့အတွက်ကြောင့်မလို့ကြာကြာကြော့ပေးရပါမယ်။25မိနစ်လောက်တော့ကြော့ပေးရပါမယ်ရှင်။ဒါကတော့အမဲသားရေထွက်တဲ့အချိန်ပေါ့နော်။10မိနစ်လောက်ရှိပါပြီ။ကြော့ထားတဲ့အချိန်လေးပါနော်။ ဆယ်မိနစ်လောက်ကြော်ပြီးတော့ဒီလိုလေးတွေအရေလေးခြောက်ပြီးတော့တပြည့်အသားလေးလည်းတင်းလာပြီပေါ့နော်ဒါကတော့မိနစ်20ရှိတဲ့အချိန်လေးမှာပါရှင်ကြော်ပြီးမိနစ်20အချိန်လေးပါရှင်အိုကတ်တက်လို့အဆက်မပြတ်မွေးပေးဖို့လိုပါတယ်နော်စီများများနဲ့မီးပြင်းပြင်းနဲ့ကြော်တာပါရှင်အမဲသားရဲ့ကြက်ပြီးဆိုရင်တော့မမတို့မီးပိတ်ပြီးတော့အိုချပါတော့မယ်အခုဆိုရင်တော့ အနက်မွေးမွေးလေးနဲ့စားလို့အရန်ကောင်းတဲ့အမဲသားကြော်လေးရပါပြီ။စီမျက်များထည့်ပြီးတော့စီစဉ်ထားလို့ရှိရင်အကြာကြီးထားခံပါရနော်။ဒီလိုမျိုးလေးပါရှင်။ကောင်းကြီးမောင်လေးနဲ့စားစားထမင်းကျန်းလေးနဲ့စားစားကလေးလူကြီးမေးကြိုက်လို့လှုပ်ရှားကြည့်ကြပါနော်လွယ်လဲလွယ်ကူလို့ပါနော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်